ကိုရဲ့တံမိုးထားကြဖို့မမေ့ပါနဲ့ကိုတံမိုးကိုတိပါချစ်ရသူတွေနားမှာရှင်သန်နေရတဲ့အခါကိုမြတ္တာတွေကဆေးပဲတံမိုးမသိတဲ့သူတွေအတွက်ပေးဆက်လိုက်ရတဲ့အခါကိုစေတနာတွေဟာပေးပဲလူတယောက်မှဒီလူအတွက်ကိုဟာဆေးတစ်ခွက်လိုအသုံးဝင်နေပေမဲ့အခြားသူတဦးတယောက်အတွက်ကြောင့်အသုံးဝင်တဲ့အခါဘေးဖြစ်နေရတဲ့ဒါကိုကောင်းကောင်းနားလည်ထားဖို့လိုတယ်ဒါကိုနားလည်ထားမယ်ဆိုရင်ကိုကိုတကယ်ချစ်တဲ့သူတွေအတွက်ပဲရှင်သန်နေရတော့မယ်ကိုတံမိုးကိုနားလည်တဲ့သူတွေကိုပဲမျှော်လင့်ချက်မထားပဲပေးဆက်သွားမယ်ကိုစေတနာကိုအတိမတ်ပြည့်တဲ့သူတွေကိုပဲ မယူဆိုင်မှုတွေပေးသွားတော့မယ်။ခံစားရတဲ့နှလုံးသားဟာမွေးကလေးကပါလာပြီးသားမို့ဘသူမဆိုအနေနဲ့အများတော့ဒဏ်ရာကိုစီမကင်းကြဘူးပေါ့။ဒါပေမဲ့တိထားဖို့ကအတိတ်ဆိုတာကိုပြန်မတွေးနေရင်အဖြစ်ပြက်တစ်ခုထပ်မပို့ဘူးဆိုတာပဲ။ဈေးထည့်တဲ့ဒဏ်ရာကိုဈေးထည့်ခံစားတင်းတဲ့လောက်ရင်းနဲ့ဆန်းသမျှခံစားပြီးသွားပြီဆိုရင်တချို့နာကျင်စရာတွေကိုအပြီးတိုင်မေးပြလိုက်ပါတော့။ကိုတံမှုကိုတိပါ။ကိုမမိသားစုတွေရှိသေးတယ်။ကိုမချစ်ရတဲ့သူတွေရှိသေးတယ်။ကိုမအနာဂတ်ဘဝလေးရှိသေးတယ်။ကိုမမျှော်လင့်ချက်မနှက်ဖြန်နေရှိနေသေးတယ်လေ။ ကိုကိုကိုတံမိုးထားတဲ့သူဟာကိုသိခါနဲ့ကိုတီးကြည့်စွာနေတယ်။ကိုကိုကိုအမြဲပြောင်းအောင်ထားတယ်။ကိုတံမိုးကဘသူနဲ့မှမနိုင်ရှင်ဘူး။အတိညာနဲ့ချင်းချင်းစဉ်းစားလှုပ်တတ်တယ်။ကိုကျမ်းမာရေးကိုကယူဆိုင်တယ်။အခြေအတွက်ဘဝအပြတ်မခံဘူး။ဒါကြောင့်ကိုကိုကိုတံမိုးထားပါ။မင်းလဲငိုခဲ့ဘူးမှာပေါ့။တစ်ခါတလေမှာကြားတဲ့မျက်ရည်တွေတုပ်ပစ်နေတာထက်မျက်ရည်ကြားစီသူတွေကိုကိုဘွားတွေကနေထုတ်ပစ်လိုက်ခြင်းကဝေဒနာတွေကိုပိုပြီးတတ်တာစီမှာပါ။အငိုတွေရက်ချင်နေပြီလား။ဒါဆိုရင်မင်းကမလိုအပ်တဲ့ဒီရီနောက်မှာခိုကပ်မနေတော့နဲ့လေ။ကိုတံမိုးကိုတိပါ မင်းကိုမလိုအပ်တော့ဘူးလို့ထင်ရင်အမြန်ဆုံးနှဲ့ထွက်ခဲ့လိုက်ပါအဲ့ဒါမင်းတံမိုးပဲ